တဲကငငယ်တုံးမငငယ်တုံးမပဲကွဲတာနောက်မကွဲတော့ပါဘူးကြာပြီအတမတက်နေပြီကွဲခဲ့ဦးတာပေါ့အရန်ဂျင်းထဲမှာအရန်ကိုဟိုဟာတွားမယ်ဆိုရင်ဒီအချစ်ကိုအရန်ကျွေခဲ့ဘူးတာနှစ်ယောက်သုံးယောက်တော့ရှိတယ်နှစ်ယောက်သုံးယောက်တော့ရှိရဲ့ဆိုတော့ဟိုကောင်းကနီးလိုက်ပြန်ပြီးတော့ အဲ့အနာမကျက်သေးတဲ့အချိန်မှာအနာပြန်ဖြစ်လိုက်အနာမကျက်သေးတဲ့အချိန်အနာပြန်ဖြစ်လိုက်တော့နောက်ဆုံးဒါကိုနည်းနည်းတော့ဟိုနစ်ကလက်လုတ်လိုက်တာပေါ့အကြောင်းတရားတွေမတိုက်ဆိုင်လို့ပေါ့အကြောင်းတရားတွေစုံခွေးမရတဲ့အခါလူတွေကဝေးကြရတယ်လေနောက်ဆုံးရှင်ခွေးမခွေးရင်လည်းတေခွေးခွေးကြရတာပဲရှားပွေတာမှာနှမျိုးရှိတယ်စောင်းနေရင်လည်းရှားတာတစ်မျိုး လိုက်ပြီးတော့ခြာနေတာတမျိုးအကိုကစောင့်နေနေခြာနေတာစင်ချစ်သူတွေအတွက် Lucky ချိန်မုံမြန်မာရဲ့ Summer Special Promotion ကြီးလာပါပြီ19ရက်လေးလ2025မှာ30ရက်5လ2025အတွင်းဝယ်ယူအားပေးတဲ့စင်ချစ်သူများအတွက်ပစ္စည်းတစ်ခုဝယ်ယူပါက30%အထူးလျှော်စေပစ္စည်းနှစ်ခုဝယ်ယူပါက35%အထူးလျှော်စေပစ္စည်းသုံးခုနဲ့သုံးခုချက်ဝယ်ယူပါက40%အထူးလျှော်စေတွေကိုခန်းစား권ပေးသွားမယ်အပြင် ဆယ်သိန်းမဝယ်ယူတာနဲ့တမိုးကြီးကားခံထူခွင့်ကူပေါ်တစားအောင်ရရှိမဲ့ခွင့်ရည်ကြီး၊ရာတပန်အလဲစီရောအယောင်စီရောအထူးခွင့်ရည်ကြီး၊ချက်ချင်းဝယ်ချက်ချင်းပေါက်၊၁သိန်း900ငွေသားစုများစွာအပါအဝင်တမိုးကြီးအိမ်သုံးရက်စီပစ္စည်းများစွာတမိုးကြီးကားပိုင်ဆိုင်ခွင့်ကြီးကလည်းမကြခင်မှာမဲမဲရွေးချယ်ပေးအပ်တော်မှာဖြစ်ပါရဲ့ရှင်။မေလာကုန်ချိပဲရရှိမဲ့ဒီခွင့်ရည်ကြီးနဲ့ လဲသွားရတဲ့သူမဖြစ်ရလေအောင်တိုင်းစစ်တီဂျော်ရီမော်ဂျီရဲ့ငင်းကြီးချက်မှရှိတဲ့လက်ကင်းချက်မှုမြန်မာတိုင်းစစ်တီရှိုးရိုဂျီနဲ့လက်ကင်းချက်မှုမြန်မာရဲ့လိုင်စင်ကြီးများစီကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ရပါတယ်အတင်ပန်းကြီးလိုက်တာနဲ့ကိုသူကဟိုရဟန်းဝတ်ယုံနဲ့ကျက်စီရှိတာကိုဆိုတော့ဟိုအတွင်းထဲမှာသူ့ရဲ့စိတ်ကိုသူဒီအဲ အဲ9ရက်ပဲနေနေ3ရက်ပဲနေနေအဲ့နေတဲ့ကာလတောက်ချောက်မှာအဲတကယ်ကြည်ကျန်သွားမယ်ဆိုရင်တော့ကုသိုလ်ရတာပေါ့ပြောမယ်ဆိုရင်တော့ပုံမှန်ဝက်နေကြမဟုတ်ပဲနဲ့အဲနည်းနည်းထူးကြသွားမှာပေါ့ဟာအပြီးဝက်လေကောင်းလေပဲကိုတော်မမဝက်နိုင်သေးလို့လေကိုတော်မတကယ်တကယ်တမ်းပြောရရင်ပြီးဝက်ချင်တယ်ဒါပေမဲ့ဝက်ချင်တဲ့ပါရမီအထုံကဝက်နိုင်တဲ့ပါရမီအထုံကမပါသေးတော့အဲမဝက်ဖြစ်သေးဘူးပေါ့ မလူတွေကကိုလူတွေကိုပဲဝက်စစ်ကျင်တာကိုတွေကမဝက်နိုင်ဘူးလေဆိုတော့အဲ့လိုပေါ့ဟိုဝက်စစ်ကျင်တယ်ဆိုတော့ကဝက်နိုင်တဲ့ဝက်တဲ့လူကိုတာတုခေါ်ပေးကြတယ်ပြီးရင်ဝက်နိုင်တဲ့ပုံကိုယ်တွေကိုအဲအားကြတယ်ပေါ့အခုတို့ဆိုရင်အခုဆိုရင်အရင်တော့ဆိုရင်အရန်ဟိုချမ်းသာတဲ့လူတွေအရန်အောင်မြင်တဲ့လူတွေအရန်ကြော်ကြတဲ့လူတွေအရန်အရန်ကိုဟိုဟိုက်ကလပ်ကိုရောက်တဲ့လူတွေကိုအားကြတယ်ပေါ့ အဲနောက်ပိုင်းမှာဖြစ်လာတယ်ဆိုတော့နောက်ပိုင်းဒီဒီကိလေသာကြီးကိုဟိုကိလေသာကြီးမှာမပျော်မွေ့ပဲနဲ့ကိလေသာကြီးကိုဒါဟာဒါဟိုဘယ်လိုပြောရမလဲအတန်တရာရှည်တယ်ဒါဟာမုန်းစရာကောင်းတဲ့ဟာဒါပြစ်ပယ်စရာကောင်းတဲ့ဟာလို့မြင်ပြီးတော့တကယ်ဝတ်နေတဲ့ယဟန်တော်တွေတကယ်ဝတ်နေတဲ့တာမဏေတော်တွေအဲတကယ်ကိုကျင့်ကြံနေတဲ့အဲဒီဟိုဆရာတော်ကြီးတွေ သူကြည်ပြီးတော့အရန်အားကြလာတယ်နောက်ပိုင်းပေါ့အဲကြားပေမဲ့ကိုအားကြုံပဲရှိသေးတယ်ဒါပေမဲ့ကိုကိုတိုင်မလုံနိုင်သေးဘူးပေါ့ကိုကလုံနိုင်အောင်လဲပါရမီတော့နည်းနည်းတော့ဖြည့်ယူရတာပေါ့အဲတဖြည်းဖြည်းနဲ့တော့ပါရမီဖြည့်ယူနေပါတယ်အိမ်မက်အိမ်မက်တော့မဟုတ်စိတ်ကူးစိတ်ကူးထားတာတော့ရှိတယ်စကူထားတာရှိတယ်တနေ့ကျရင်တော့ဝက်ဖြစ်မယ်လို့တော့ထင်တာပေါ့အသက်ကြီးရင်လည်းဖြစ်ပါပေါ့ဘာကွာလဲဆိုရင်ကိုယ့်ရဲ့စိတ်ကိုပြောင်းဖို့လိုတယ်လေဒီအရေးအရေး ဒီလူဝတ်မှာလည်းပစိုးဝတ်တာနဲ့အာစတိုင်ပန်ဝတ်တာနဲ့စတိုင်ပန်ဝတ်တာနဲ့ဂျင်းဝတ်တာနဲ့မတူဘူးအဲဂျင်းဝတ်လိုက်ရင်လူကစိတ်တစ်မျိုးဖြစ်သွားတယ်ပစိုးဝတ်လိုက်ရင်တစ်မျိုးဖြစ်သွားတယ်အဲအဲ့လိုမျိုးဟိုဘောင်းဝီတိုလေးဝတ်လိုက်ရင်ဘောင်းဝီတိုလေးတစ်မျိုးဖြစ်သွားတယ်ဆိုတော့ဒီသင်္ကန်းလေးဂျုံလိုက်တာနဲ့သင်္ကန်းဂျုံလေးစိတ်ကတစ်မျိုးဖြစ်သွားတယ်ပြောင်းသွားတယ်ပေါ့ဒါကတော့အဲဝတ်တဲ့ပုံကိုယ်တိုင်းခံစားမှုတဲ့လူတိုင်းသိတာပေါ့နော်အဲ့လိုဆိုအာအေဂျင့်တာပေါ့ ဟိုဆိုပါစို့တိမ်ဝင်နေဆိုရင်ကိုတို့ဗုဒ္ဓဘာသာအယူဆရာတိမ်ဝင်ကြတယ်တိမ်ဝင်ပြီးတော့စာထွက်တဲ့အချိန်မှာသူကအကုသဘာမရှိသေးဘူးလေအကုသဘာမရှိသေးတဲ့အတွက်အဲအဲ့ဒီအချိန်မှာအဲ့ဒီအဲအကြောင်းဟိုဒီလူတဲ့ပုံကိုယ်တွေကတိမ်ထွက်တဲ့ဟာကိုစောင့်ပြီးတော့လူကြတယ်ဆိုတာအဲ့ယဟန်ထွက်တဲ့အချိန်မှာအဲ့စပြီးတော့ဝက်ပြီးတော့တင်ကနေထွက်တဲ့အချိန်မှာအရန်ဖြူစင်တယ်ပြီးတော့အရန်ဟိုသူ့ရဲ့စိတ်ထဲမှာဒီ ဖြစ်ရဟန်းဝဲရတဲ့ဟာကိုပီတိဖြစ်နေတဲ့စိတ်ဆိုတော့အဲ့ဒီကုသိုလ်စိတ်ကိုသာဓုခေါ်ဖို့အရန်ကောင်းတာအဲ့ဒါကလှူတဲ့ပုံကိုယ်တွေနဲ့ဆိုင်တာပြဿနာကတချို့လှူတဲ့ပုံကိုယ်တွေကပဿနာလှူခြင်းနဲ့စေတနာတရားတရားပေါ့အဲ့တရားတရားကပဿနာလူလူကျင်တဲ့စိတ်ဖြစ်ပေါ်တဲ့အတွက်လူလိုက်လူကြတယ်ပေါ့တကယ်တမ်းကြာရင်ဒါကမလူသိမ်းဘူးဆိုတာအခုနောက်ပိုင်းတော့ဆရာတော်တွေလည်းဒါကိုပြောပြောလာကြတယ်ပေါ့နော်မလူမလူအပ်ဘူးမလူသိမ်းဘူးဆိုပြီးတော့ အဲအဲ့ဒါကိုလိုက်နာဖို့လိုတာပေါ့လှူတဲ့ပုံကိုတွေကအလူခံပုံကိုကတော့ငါ့ကိုဘာမလူနဲ့ညာမလူနဲ့တော့တော့မပြောဘူးလေအဲ့ဒါကိုဆိုအသက်ကငငယ်တုံးမှငငယ်တုံးမှပဲကွဲတာနောက်ပိုင်းမကွဲတော့ပါဘူးကြာပြီအသမာတက်နေပြီကွဲခဲ့ဘူးလားပေါ့အရန်ဂျင်းထဲမှာအရန်ကိုဟိုကပြောရမယ်ဆိုရင်ဒီအချက်ကိုအရန်ကျွေခဲ့ဘူးတာနှစ်ယောက်သုံးယောက်တော့ရှိတယ် ။မရသောတော့ရှိရဆိုတော့ဟိုကောင်းကနီးလိုက်ပြန်ပြီးတော့အဲ့အနာမကျက်သေးတဲ့အချိန်မှာအနာပြန်ဖြစ်လိုက်။အနာမကျက်သေးတဲ့အချိန်အနာပြန်ဖြစ်လိုက်။အဲ့တော့နောက်ဆုံးဒါကိုနည်းနည်းတော့ဟိုနစ်ကလက်လုပ်လိုက်တာပေါ့။အကြောင်းတရားတွေမတိုက်ဆိုင်လို့ပေါ့။အကြောင်းတရားတွေစုံခွေးမရတဲ့အခါလူတွေကဝေးကြရတယ်လေ။နောက်ဆုံးရှင်ခွေးမကွဲရင်လည်းတေခွေးကွဲကြရတာပဲ။ရှားပွေတာမှာ2မျိုးရှိတယ်။စောင်းနေရင်လည်းရှားတာ2မျိုး။ လိုက်ပြီးတော့ခြာနေတာတမျိုးအကိုကစောင့်နေနေခြာနေတာလာတဲ့အကြောင်းရင်းကဒီကိုမျိုးကျော်နေဆိုရင်လည်းကိုရဲ့ဘဝမှာပထမဆုံးဒီနွေနီခွေပေါ့နော်ဒီပြောမယ်ဆိုရင်လက်ခံမလားခွေမှာပထမဆုံးစတီးတဲ့ high bed ကအကိုဖြစ်တယ်ညီကိုလိုပဲညီမလေးမိုင်လေးဆိုရင်လည်းညီမလေးလိုပဲဆိုတော့ဦးမျိုးကလည်းကိုရဲ့ညီကိုနေတဲ့ပုံကိုယ်တွေဆိုတော့အခုတော့လာရောက်ပြီးတော့ဂါရဝပြုတယ်တာဓုခေါ်ပေးတယ်ပေါ့အဲအများကြီးနေ အများကြီးလဲဝတ်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ဆုတောင်းပေးပါတယ်ပေါ့ဒီအကိုကဒီငါးလပိုင်းတည့်ရနေ့မှာအမေသချင်းလေးတပုတ်ထွက်ဖို့လှုပ်ထားတာရှိတယ်ဒါပေမဲ့ဒါပေမဲ့အဲ့ဒါကအခုအရင်ရက်ကရမ်းကတ်နေတော့မလုပ်ဖြစ်တော့ဘူးအဲလှုပ်ထားပြီးသားရှိတယ်ရိုက်ကူးရေးပေါ့နော်မလုပ်ရသေးဘူးဆိုတော့အဲ6လပိုင်း9လပိုင်းလောက်ကိုထွက်မယ်အမေသချင်းလေးတပုတ်သူများတွေကိုပဲကိုကရေးပေးနေကြဆိုတော့ကိုကိုတိုင်အမေသချင်းလေးမဆိုးဘူးသေးဘူးဆိုတော့အဲမေးကို ပုံပြတဲ့အနေနဲ့ဆိုမှာပေါ့နော်ဆိုတော့အားလေးတပုတ်ရှိပါတယ်လို့အားလေးထွက်လာရင်လည်းအားပေးကြပါ